အာဆင်နယ်ကိုရှုံးခဲ့တဲ့ပွဲကလီဗာပူးနဲ့ဘရိုက်တန်ကိုနိုင်ခဲ့တဲ့ပွဲတွေထက်ပိုကောင်းတယ်လို့ပြောဆိုလိုက်တဲ့အမ်မိုရင်မန်ယူအသင်းကြီးပြရူဘင်အမ်မိုရင်ကတော့အာဆင်နယ်အသင်းကိုရှုံးနေခဲ့တဲ့ပွဲကအသင်းရဲ့စွမ်းဆောင်ရည်ဟာလီဗာပူးနဲ့ဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ပွဲတွေကစွမ်းဆောင်ရည်ထက် ပိုကောင်းတယ်လို့ Brighton နဲ့ပွဲအပြီးမှာပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ Man U အသင်းကယာဒီအဆမာရုံကပထမဆုံးပွဲစဉ်မှာ Arsenal ကိုအိမ်ခွေမှာတကူကိုမရှိနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာလည်း Man U အသင်းဆွမ်းဆောင်ရည်ကဆိုးရွားခဲ့ပေမဲ့အခုကတော့တဖြည်းဖြည်းနဲ့ပြန်ကောင်းလာနေပြီးတော့ရလက်ကောင်းနေလဲရရှိလာတာဖြစ်ပါတယ်။ Man U အသင်းက Sunderland, Liverpool နဲ့ Brighton တို့ကိုစတိုက်အနိုင်ယူပြီးတော့၃ပွဲဆက်အနိုင်နဲ့ ရီးမီးယားလိအမတ်ပေးစရာရဲ့အဆင့်၄နေရာအထိကိုထက်လန်းလာနိုင်ခဲ့ပါတယ်။ Brighton ကို၄ဂိုး၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ Amorim ကဒီရာဒီကျွန်တော်တို့ကစားခဲ့တဲ့ပွဲတွေထဲမှာအကောင်းဆုံးပွဲကပထမဆုံးပွဲစဉ်ဖြစ်တဲ့ Arsenal နဲ့ပွဲလို့ထင်ပါတယ်။ဒါပေမဲ့အခု Brighton နဲ့ပွဲက Liverpool နဲ့ပွဲထက်ပိုပြီးတော့ပြေဆုံးတဲ့ဆွမ်းဆောင်ရပါပဲ။ခင်ဗျားတို့ Liverpool နဲ့ပတ်သက်ပြီးတော့ဘာပဲပြောပြော သူတို့ရှုံတဲ့ပွဲကဒါရှုံတဲ့ပွဲမဟုတ်ခဲ့ဘူးကျွန်တော်တို့နိုင်ဖို့ထိုက်တန်ခဲ့ပေမဲ့သူတို့လည်းရှုံဖို့မထိုက်တန်ပါဘူးဒီနေ့ Brighton ရဲ့ပွဲမှာကျွန်တော်တို့အရာအားလုံးကိုနည်းနည်းစီလုံးဆောင်နိုင်ခဲ့ရလို့ထင်ပါတယ်ကျွန်တော်တို့ဘောလုံးပိုင်ဆိုင်ခဲ့ပါတယ်အခွင့်အရေးတွေဖန်တီးခဲ့တယ်ကိုင်းရဲ့အပေါ်ပိုင်းနဲ့အောက်ပိုင်းတွေမှာခံစစ်ကစားနိုင်ခဲ့ပါတယ် ပီကရတဲ့တပတ်ကထက်ဒီကနေ့စွမ်းဆောင်ရည်ကိုပို့ပြီးတော့သဘောကျပါတယ်ဆိုပြီး Emory ကပြောဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့လည်း Emory ကအသင်းပိုင်ရှင် Sergeant Radcliffe ကရလမကောင်းတဲ့အချိန်တွေမှာသူ့အလုံးဝဖိအားမပေးခဲ့ဘူးလို့ပြောဆိုခဲ့ပါတယ်ကျွန်တော်လုံးဆောင်နေတဲ့အရာဒါမှမဟုတ်ပွဲရီမနိုင်တဲ့အတွက်ကြောင့်ရှေ့ရစရာခံစားချက်မျိုးကျွန်တော်မှမရှိခဲ့ပါဘူး Sergeant ကကျွန်တော်တို့လုံနေရတဲ့အပေါ်အမြဲတမ်းယုံကြည်ပြီးတော့သိနေရလို့ကျွန်တော်ခံစားပါပေမဲ့ပရိသတ်တွေကိုရင်ဆိုင်ရတာက တော့ပိုပြီးတော့ခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ဒီအချိန်မှာကျွန်တော်ခံစားရတာကတော့ရုံးပွဲမရှိဘူးဆိုတဲ့အရေးတကြီးခံစားချက်ပါပဲ။ဘာလို့လဲဆိုတော့အခုအချိန်မှာအရန်ခက်ခဲလို့ပါဘောလုံးလောကမှာတစ်ဖက်အတွင်းအရာရာပြောင်းလဲနိုင်ပါတယ်။အဲ့ဒီအတွက်ဒီနေ့မှာပြောရှင်းလိုက်ကြရအောင်ပါ။ပြီးရင်တော့နောက်ပွဲစဉ်ကိုအယုံဆိုင်သွားပါမယ်။ဆိုပြီးတော့ Emoring ကပြောဆိုခဲ့ပါတယ်။မင်းတို့အသင်းအတွက်ဒီရာသီမှာအဓိကအားကိုးနေရတဲ့ကစားသမားတွေတည်းကတအူးကိုပြပါဆိုရင်ပြီးခဲ့တဲ့နေရာမှာ ခေါ်ယူထားတဲ့ Brian Ambumo ကိုညွန်ပြမှာဖြစ်ပြီးတော့ Ambumo က Brighton နဲ့ပွဲမှာလည်းမန်ယူအသင်းအတွက်တွင်ကိုနှစ်ကိုသွင်းယူပေးခဲ့ပါတယ်။အဲဒီအတွက် Amorin က Ambumo ကိုမနာမနေအလုံးလုံးနေတဲ့ဆက်ယုတ်ကြီးလို့တင်စားချီးကျူးခဲ့ပါတယ်။သူကမနာမနေအလုံးလုံးတဲ့ဆက်ယုတ်ကြီးလို့ပါပဲ။သူကဘောလုံးအကူအပြောင်းတွေမှာအရန်ကောင်းပါတယ်။ဂိုးရှိတိုင်းစစ်ပိုင်းမှာလည်းတိုးတက်လာနေပါတယ်။သူနဲ့ Ahmed Diallo ရဲ့အခြေဆက်ကလည်းအရန်ကောင်းပါတယ်။ဒီကစားသမားနှစ်ယောက်ကိုအနိုင်ယူဖို့က တကယ်ခက်ခဲပါတယ်။ဘာလို့လဲဆိုတော့တို့နှစ်ဦးကနေရာတွေပြောင်းလဲကစားတယ်၊မြန်ဆန်တယ်၊ပြီးတော့တဦးချင်းအတွေ့တွေမှာအရန်ကောင်းပါတယ်ဆိုပြီးတော့ Amorin ကပြောဆိုခဲ့ပါတယ်။ Brighton ရဲ့ပွဲမှာအကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ Ambumo ကတော့ပွဲပြီးမှအခုလိုပဲသူခံစားချက်ကိုပြပြသွားပါတယ်။ဒီအသင်းမှာကျွန်တော်တော်တော်ပြောပါတယ်။အစပိုင်းမှာတော့မလွယ်ကူခဲ့ပါဘူး။အဲ့ဒါကပဝင်းချင်းအသင်းမျော်မှန်ချက်အသစ်တွေပါပဲ။ဒါပေမဲ့အခုတော့အရာရာမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီလို့ထ ချက်ပါတယ်ကျွန်တော်တို့ပြီးဆက်ခဲ့တဲ့စ조사အားထုတ်မှုစီလုံးညညမှုတွေကအတိအကျသောချက်ပါပဲပြီးတော့ကျွန်တော်တို့နီးပြူဟာအတိုင်းကစားဖို့조사ပြီးတော့တက်နိုင်သမျှအကောင်းဆုံးကစားနိုင်ဖို့조사နေပါတယ်ဆိုပြီးအန်ဘူမိုကပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်ရှင်